ဝင်းထားတဲ့သားလေးကနမေကြီးကိုရီးယားမိသားနဲ့တူလို့ဝမ်းသာနေတဲ့ပူဇာပြုခင်အမှုပညာရှင်တွေရဲ့မိသားစုတွေကိုရှင်သွေးတလေးတွေရှောက်လာပြီးဆိုရင်တော့ပရိသတ်တရားလေးကိုမိသားစုဝင်လို့ပဲဝမ်းသာကြတာထုံစံပါပဲအခုဆိုရင်တော့ကျမတို့အားလုံးချစ်ခင်ရတဲ့ထီတဲမင်းသမီးချော်ပူဇာပြုခင်တယောက်ကလည်းသူ့ရဲ့ဒုတိယမြောက်သားရင်နာလေးကိုအအောင်မြင်မြင်မွေးဖွားလိုက်ပါပြီတိုင်းမဲ့ဒီကလေးရဲ့မွေးဖွားခြင်းဟာပုံမှန်တင်းနေတဲ့ပို့ပြီးတော့လူစိတ်ဝင်စားစရာကောင်းစဉ်တစ်ခုဖြစ်နေပါတယ်အဲ့ဒါကတော့မွေးလာတဲ့သားချော်လေးကအဖေဖေဖြစ်သူ ကိုဘီကေထုံးနဲ့မတူဘဲနဲ့လုံးဝမထင်မှတ်ထားတဲ့ခြားတယောက်နဲ့သွားတူနေလိုပါပဲ။ပရိသတ်ကြီးတို့တည်ကြတဲ့အတိုင်းမင်းသမီးဘူးချိုင်ဘူးခင်အားပြီးခဲ့တဲ့ရက်သက်ပတ်ထဲမှာပဲသူမရဲ့မိသားစုတွေပြင်စမမြောက်ရင်သေးလေးကိုမွေးဖွားခဲ့တာပါ။ကိုဝင်စာစင်တခြားလုံးပရိသတ်တရားစိတ်ဝင်စားနဲ့အားပေးဆောင်ကြည့်ရသလိုမွေးဖွားလာချိန်မှာလည်းသားလေးကဖြွေဖြွေကြည်ကြည်လေးလေးနဲ့အရန်ကိုချစ်စရာကောင်းလို့နေပါတယ်။ဒီတဲ့ရင်ကောင်းကြောင့်ဘူးချိုင်ဘူးခင်ရဲ့မိတ်ဆွေတွေလှုပ်ဖို့ကင်ပဲစီဝါရေးသမားအလုံးကဝမ်းသာပီတိဖြစ်နေကြချိန်မှာလူပြောများဆုံးအကြောင်းအရာအလုံးကအယုံဆိုင်မိနေတာကတော့ ကလေးလေးရဲ့မျက်နှာပေါက်လေးပါပဲကလေးလေးကိုမြင်တဲ့သူတိုင်းကဟဲချစ်စရာလေးဒါပေမဲ့ဖေဖေ PK ချောမျက်နှာပေါက်တော့မဟုတ်ဘူးတော့ဆိုပြီးတင်းကြီးညွတ်ထဲမှချက်ပေးကြတာပါမိမိပို့ချပြခင်ကတော့ဒီကိစ္စကိုအရန်သဘောကျပြီးချောင်းလုံးထုတ်နေတာကိုတွေ့ရပါရီဒါဆိုရင်သားလေးကဘသူနဲ့တူနေလို့လဲဆိုတော့ပို့ချပြကြတိုင်းဖွင့်ရလိုက်တာကတော့သူ့ရဲ့သားလေးကအခြားသူမဟုတ်ပါဘူးကဘာကျော်နာမည်ကြီးကိုရီးယားမင်းသားလီဂျွန်ကီနဲ့ချွတ်ဆွတူနေတာပါရီ လီဂျွန်ဂီဆိုတာပရိသတ်ကြီးလိုလည်းရင်းနေကြမှာပါ။နမေကျော်ကိုရီးယားဒရာမာဇာလန်တွဲဖြစ်တဲ့မွန်လာပါဇကာရီကစုထမင်းသားဝမ်ဆူနီယာကနေပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားခဲ့တဲ့မင်းသားချော်လီပါပဲ။မိမိပို့ကြပြုခင်ကတော့ကိုသားလေးကဖခင်နဲ့မတူပဲဒီလောက်ချော်ဒီလောက်နမေကြီးရဲ့ကေဒရာမာမင်းသားနဲ့သွားတူနေတဲ့ပုံမှာအရန်ကိုမှဂျင်းနေပီတီဖြစ်နေပြီးဂုံယူမဆုံးဖြစ်နေတာပါ။ကဲဒီလိုသူကြကြတူသွားရီလေးဝဲချက်ကိုလည်းမိမိပို့ချပြုခင်ကကိုယ်တိုင်ပဲပြောရှင်နဲ့ဖွင့်ချပြပြခဲ့ပါရီအဲ့ဒါကတော့ခြားတော့မဟုတ်ပါဘူး သူမသားလေးကိုကိုဝင်ဆောင်ထောင်းစင်တော်တဲမှာအိမ်မောလာပါကိုရီးယားဇလန်တွေကိုအရင်ဆွဲနေခဲ့လို့ပါရီဘလောက်တောင်ဆွဲတလေးဆိုရင်ဇလန်တွေတကူလုံးကို၃ငါတိတိပြန်ထိုင်ကြည့်ကြရေးဆိုပြီးဒါအိုရှေးလူကြီးတွေစကားနဲ့ပြောရင်ကက်စင်သီအိုရီလို့ခေါ်ကြပါရီကိုဝင်ဆောင်ချိန်မှာကိုတဘောကြရီချစ်ခင်နဲ့အထူးသဖြင့်ချောမောလာပါတဲ့သူရဲ့ဓာတ်ပုံတွေစကားတွေကိုအမြဲတမ်းစိုက်ကြည့်နေမွေးလာတဲ့ကလေးကအဲ့လူရဲ့ရုပ်ရည်သွင်ပြင်ကိုရှားတဲ့တည်းဆိုတဲ့ယုံကြည်မှုမျိုးပေါ့အခုတော့ပို့ကြပြီခင်ဗျာသူရဲ့ဒီသီအိုရီအောင်မြင်သွားပြီဆိုပြီးတော့ဝမ်းသာအားရပြောပြတာပါ အခုဆိုရင်တော့မမေပိုးချဘူခင်တရားသူ့ရဲ့ကိုရီးယားမင်းသားလေးရဲ့ဓာတ်ပုံတွေကိုအင်တာနက်ပေါ်မှာတင်ပြီးတော့ကြွားနေပါပြီ။ပရိသတ်တရားလေးဒီကြောင်းရလေးကိုရန်သဘောကျနေကြပါရီ။အချို့ပရိသတ်တရားလေးမှတ်ချက်တွေပေးနေကြပါရီ။မဆန်ပါဘူးမမေပိုးချဘူခင်ကိုရိုင်းကနိုင်ငံကျော်ထိတန်ရုပ်ရှင်မင်းသမီးဖေးရလေထိတန်းတတိကြီးဒီလိုမျိုးမျိုးရောဒီလိုဘဝအနေထားကမွေးလာတဲ့ဒီလောက်ချော်တာတဘာဝကြပါလေဆိုပြီးတော့ချီကျူးနေကြတာလေတွေ့ရပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရဲ့မြင်အကောဘလို့ရှိပါသလဲ မမေဘူးချဘူးခင်မွေးလာတဲ့သားလေးဟာကိုရီးယားမင်းသားလီဂျွန်ကီနဲ့တကယ်ပဲတူးနေရလို့ထင်ပါသလား။နောက်ပြီးတော့ကိုဝင်ဆောင်စီမှာကိုသဘောကျတဲ့မင်းသားဇာတ်ကားတွေဓာတ်ပုံတွေကြည့်ရင်တကယ်ပဲမွေးလာတဲ့ကလေးဟာသူတို့နဲ့တူနိုင်နိုင်နေဆိုတဲ့ theory ကိုရောပြိဿကြည့်လို့ယုံကြည်ကြပါသလား။ကိုရိုင်းကြုံမှုတာလေးဒါမှမဟုတ်ကွန်မီအသိမိတ်ဆွေတဲမှာကြုံမှုတာလေးရှင့်လေး comment မှာပြောခဲ့ပေးပါဦးရှင်။အပိနာစင်ကေစာရေးအတွက်လည်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။